။ဒါတိုင်းကျင်တဲ့ခါကျရင်ဒေသအကြောင်းလေးတွေသိဖို့လိုတယ်ပေါ့နော်။ဒီမှာဒါပြန်နဲ့တန်းနဲ့ဆိုရင် YA ယူတယ်။အဲ့ဒါလေ1ယူတယ် 1A 14 3 by A 1.25 by A 3 by 4 7 by A ကလမကလမ 1A ကလမ14ကလမ3 by A ကလမ1.25ပဲအဲ့လိုမျိုးလေးတက်သွားရတယ်ပေါ့နော်တချို့ကြတော့ခန်းတိုင်းကိုချိန်နာချိန်နေကြတယ် 1A 14 3 by A အဲ့လိုမျိုးဒေသအကြောင်းတွေကိုမသိဘူးအဲ့ရမ်းချိန်ရမ်းချိန်ပေကျိုးကြီးနဲ့ထောက်ပြီးချိန်နာရရှိကြတယ်အဲ့လိုမျိုးကြီးပေကျိုးကြီးထောက်ပြီးချိန်လုံးချိန်နာမိုးတော်မပြတ်အောင် နော်ဆိုတော့ရန်တက်ပြလေးရပေါ့နော်ဒီဒိတ်သက်နဲ့ဒီဒိတ်သက်နဲ့ဆိုရင်ဒီလိုနှစ်ခုဆိုရင်ဝိုင်းရှိတယ်ပေါ့နော်1814 3 5 2 5 2 7 5 3 5 3 5 1ဒီလမ်းမှဒီလမ်းမှဝိုင်းဒီလမ်းမှ14 14ကျွန်တော်အခုယူရဒီလမ်းမှ14ယူရတယ်အဲ့လိုမျိုးပေါ့ပြေကျိုးနဲ့မထောက်ဘဲနဲ့ချိန်တက်အောင်လို့ပေါ့အဲ့လိုမျိုးလေးပေါ့နော်ဟိုဖေးတဲ့အကြောင်းလေးတွေလည်းသိအောင် site site ရဲ့အကြောင်းလေးတွေလည်းသိအောင်အဲ့ဒါမှပေါ့ ဒီတစ်ခုခုအင်တာဗျူးပြီးမှတော့မင်းတလက်မဝမ်းဖို့ချင်လိုက်ပါဆိုတလက်မဝမ်းဖို့ကိုကျွန်တော် ပေကျိုးလေးခဏငါးပါဆိုရင်အဲဟာမင်းအရည်တက်ကနီတက်ကနီမရှိဘူးလားဘာဖြစ်တာညာဖြစ်တာအဲအဲ့လိုမျိုးပြောတတ်တယ်ပေါ့နော်အားကြောင့်မို့ဟိုခိတ်သက်ချိန်တော့မယ်ဆိုရင်ကိုတရီအကြောင်းလေးတိတက်နားလဲအောင်လို့ပေါ့ဒီတော့ကျွန်တော်ရှင်းပြတာပါတကောင်ဆိုရင်လူပဲပေါ့ဒီကောင်နဲ့ဒီကောင်နဲ့လူပဲဒီမှာတလက်မဝမ်းဖို့ဆိုဒီဘောမှာတလက်မဝမ်းဖို့ကြီးရအောင်မဝိုင်းဝမ်ဖို့ဒီပိုင်းဝမ်းမိုင်းဒီဘက်ပိုင်းဒီပိုင်းကို7မိုင်းတလမတလမဝိုင်းတလမဝမ်းဖို့အဲ့လိုမျိုး အောက်အောက်မှာလည်းတတိပိုင်းဝမ်းတလက်မဝမ်းဖို့ရှိတယ်လို့အပေါ်မှာလည်းတလက်မဝမ်းဖို့ရှိရတယ်အဲ့တော့အောက်အောက်မှာကျတော့တလမရှိနေပြီးတော့အပေါ်မှာတလမဝမ်းဖို့ရှိနေရာမင်းကလည်းတက်ကနေမရှိဘူးချိန်တဲ့ခါကျရင်အားလွဲနေရောလို့မျိုးရှိတတ်တယ်ပေါ့နော်အဲအင်တာဗျူးသွားပြတဲ့ခါကျရင်ဆက်ကြီးနဲ့ပြူးရောမယ်ဆိုရင်တချို့လူတွေကကန်တိုင်းနေနဲ့ပြူးကြတယ်ပေါ့နော်အဲလာတာကောင်းကောင်းတောင်းနေဆိုရင်အင်တာကန်တိုင်းနေနဲ့ပြူးတယ်ကန်တိုင်းနေနဲ့ပြူးတဲ့ခါကျရင် ကန်တိုင်းတွေကို ဟိုမင်းကွာကလမဝမ်ဖို့၃ချောင်းချင်လိုက်အဲကလမဝမ်ဖို့၃ချောင်းတော့အဲဘာကွာနားမလဲဘူးဘာလို့ပြောတချို့ကြောင့်နားမလဲကြောင်အဲလိုပြောအဲမင်းအမကတော့ရင်မင်းဝမ်ဖို့၃ချောင်းချင်လိုက်ကွာအဲအဲလိုမျိုးပြောလို့သဘောလက်ပဇာရင်းနဲ့ပြောလိုက်တယ်ဒါပေမဲ့လက်တွေ့ကြတော့သူမပြောဘာလို့လို့လုံးအောင်မပြောအဲဝမ်ဖို့၃ချောင်းတော့ရင်မဝမ်ဖို့ဝိုင်းဝမ်ဖို့အဲဒီမှာတခြား မဝိုင်းဝါဖို့ဒီမှာတခြားမဝိုင်းဝါဖို့ဒီမှာတခြားဝိုင်းဝါဖို့ဒီမှာတခြားအဲ့လိုမျိုးလေးတွားအောင်ပါဘောနော်ဒီလိုဆိုရင်ဒီမှာဖေးဆက်ကြောင်းလေးနားလေအောင်လို့ကျွန်တော်ရှင်းပြဝိုင်းအိဝါဖို့သွေးပိုင်ဝါမိုင်ဒီဖတ်ပိုင်သွေးပိုင်ဖို့ဆက်ပင်ပိုင်ကလမကလမဝိုင်းကလမဝါဖို့အဲ့ဒါကြီးကိုပေကျိုးရင်ထောက်ပြီးရှောက်ပြီးတိုင်းနေနေအဲကန်အင်တာဗျူးတဲ့ခါကျရင်အကောင့်အထိကပဲနော်အဲအများဆုံးကကန်တိုင်းနေဗျူးတဲ့ခါကျရင်ဒီမှာဒီ၄ကီလွှဲတာလေအဲ့၄ကီအဲ့၄ကီကတော်တော်များများလွှဲရပေါ့နော်တော်တော်များများတိုင်းလွှဲရဒီခွေးသားတွေအတိုင်းတန်းတွေပါလွှဲရတယ်ပေါ့နော်ဒီ၄ကီတော်တော်များများလွှဲရ အဲကန်တိုင်းအင်တာဗျူးသွားပြတဲ့အခါကျရင်ဒီနေရာလေးကိုတတိအတိထားပြီးကြည့်အဲသွားကြည့်တဲ့အခါကျရင်အတိုင်နဲ့အတိုင်အကြဆုံးအတိုင်အတိုင်အတက်ဆုံးအကြဆုံးချိန်မှာ3မီလီကျမယ်နော်ဒီရနေဟုတ်တယ်ကျွန်တော်မရှိမှလည်းကန်တိုင်းဗီဒီယိုလေးကိုကျွန်တော်တင်ပေးတာအများကြီးရနော်အဲဒါလေးပြန်ပြီးကြည့်ကြည့်ပါနော်ဒီလိုမှာကျွန်တော်ဖေးဆက်အကြောင်းလေးကိုကျွန်တော်ပြန်ရှင်းပြတာဒီ site အကြောင်းလေးတွေပေါ့နော် 1A 1 4 3 1 1 2 5 1 2 5 1 7 1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  တွတ်နိုင်အောင်လို့ပေါ့ကျွန်တော်ရှင်းပြနေတာပါဒါပြီးတော့ကျွန်တော်ဆရာကြီးလည်းမဟုတ်ဘူးကျွန်တော်တိတက်နားလည်အောင်လေအကုန်လုံးရှင်းပြနေရအောင်နော်ကျေးဇူးတင်ပါတယ်ဟာတော့အဲအများဆုံးဒီကောင်လေးလွှဲထားတယ်ပေါ့နော်ကျွန်တော်ခုနပြောလို့၄ကီလေးကလွှဲထားတယ်၄ကီအများဆုံးလွှဲတယ်ကျွန်တော်မြန်မာ၄ကီအများဆုံးလွှဲတယ်အဲ၄ကီလေးကွာရင်ဒီတုတ်တန်တန်နဲ့လွှဲတယ်အော်တိုတန်တန်နဲ့လွှဲတယ်ပေါ့နော်အများဆုံးဒီကောင်လွှဲတယ်အဲ့ဒါလေးတတိထားပြီးကြည့်ပါအလုံးကျေးဇူးတင်ပါတယ်ဗျာ